ဆရာနာတင်ထားပြီးမီဒီယာတွေကိုဖိနှိပ်နေချိန်မှာပြုလုပ်မဲ့2025ရွေးကောက်ပွဲမှာတရားမျှတမှုရှိမရှိကိုသတင်းသမားတွေကစောင့်ကြည့်ခွင့်ရှိမှာမဟုတ်ဘူးလို့ပြည်ပရောက်မီဒီယာသမားတွေကပြောလိုက်ကြပါတယ်။မောက်ဒူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။လာမယ့်အော်တိုဘာလ28ရက်မှာမဲဆွေကာလစတင်မှာဖြစ်ပြီးဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပမယ်လို့အာနာသိန်းစစ်တပ်ကကြေညာထားတဲ့2025ရွေးကောက်ပွဲမှာ တင်းမီဒီယာတွေရဲ့လွတ်လပ်ခွင့်အကြောင်းမင်းမြန်တုံအခုလိုပြောလိုက်တာပါအဲ့ဒီ electronic စနစ်ဆိုတဲ့ဟာရောပြည်သူတွေကဘယ်လောက်ထင်ရှင်နေလဲပေါ့နော်ဆိုတော့အဲ့ဒီအပေါ်မှာလည်းမူတည်တယ်နောက်အရှိမပြောခဲ့သလိုပဲအခုဆိုရင်တင်းမီဒီယာသမားတွေကအာတကယ်လွတ်လပ်တဲ့တင်းမီဒီယာသမားတွေဆိုတာဒါပြည်တွင်းမှာအလုပ်လုပ်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်ဒီနော်အကောင်လုံးက AI အနေနဲ့ပြပောက်ထွက်ပြေးတိတ်ရှောင်ပြီးတော့ပြပအနေနဲ့အလုပ်လုပ်နေရတယ်အဲ့တော့မြင့်မြင့်ကိုတွေ့အဲကျမတို့ဟိုစောင့်ကြည့်လေ့လာဖို့မရှိဘူးအရင်တော့ဒီရွေးကောက်ပွဲတွေမှာဆိုလို့ရှိရင်တော့ဒါအာ ဒီလက်တွေပေါ့နော်မဲထဲတယ်မဲပုံးတွေနဲ့မဲစနစ်တွေနဲ့ဒီမဲလက်မှတ်တွေနဲ့ထဲတဲ့ဟာမျိုးတွေပေါ့မီဒီယာတွေကစောင့်ကြည့်သတင်းမီဒီယာတွေကစောင့်ကြည့်ခွင့်ရှိတယ်။အခုချိန်မှာစောင့်ကြည့်ခွင့်လည်းမရှိဘူး။နောက်တစ်ခုကပြောင်းသွားတဲ့စနစ်ပေါ့နော်။အဲ့လိုစနစ်ဖြစ်တဲ့အခါမှာဘယ်လောက်ထိဒီပြည်သူတွေယဉ်ကျေးမှုရှိလဲဆိုတာကိုလည်းသတင်းမီဒီယာကဒါဟိုပညာပေးတာမျိုးလုပ်နိုင်ရမှာ။ဒါပေမဲ့အဲ့ဒီအတွက်တောင်မှသတင်းမီဒီယာတွေကအာသတင်းရပိုင်ခွင့်မရှိတဲ့အခြေအနေမျိုးမှာရှိနေတဲ့အခါကျတော့ဒါအမတန်ဟိုအနေများတဲ့အနေထားတစ်ခုလို့ပြောလို့ရတယ်။ အာနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေကိုထုတ်ပြန်ပြီးဖမ်းဆီးထောင်ချနေတာဟာလေလူ60လောက်ရှိလာပြီးဒီထဲမှာသတင်းသမားတွေလည်းပါဝင်နေတာပါရွေးကောက်ပွဲတစ်ခုလွတ်လပ်တယ်မလွတ်လပ်ဘူးဆိုတာသတင်းလွတ်လပ်ခွင့်နဲ့လည်းဆိုင်တယ်သတင်းလွတ်လပ်ခွင့်ဘယ်လောက်ပေးလဲပေါ့မှာမူတည်တာပေါ့အဲ့တော့သတင်းလွတ်လပ်ခွင့်မပေးတဲ့ရွေးကောက်ပွဲကလွတ်လပ်တဲ့သတင်းရွေးကောက်ပွဲမဟုတ်ဘူးစိတ်ချတဲ့ရွေးကောက်ပွဲမဟုတ်ဘူး ယူကောက်ပွဲလွတ်လပ်တဲ့ယူကောက်ပွဲအဲတိတ်ခသမာတိရှိတဲ့ယူကောက်ပွဲဖြစ်ဖို့ဟိုကောင်းရင်ငါရက်တွေအများကြီးပေါ့ကအဲ့မှာအာတစ်ချက်ကအရေးကြီးဆုံးတစ်ချက်ကသတင်းလွတ်လပ်ခွင့်ရှိရမယ်။နောက်ပြီးတော့ပါတီတွေရဲ့အဲလွတ်လပ်စွာအာရှင်းပြိုင်ခွင့်မဲဆွဲစည်းရုံးဝင်စသဖြင့်ဒါတွေရှိရမှာပေါ့။အခုကရှင်းပါတဲ့ဒီယူကောက်ပွဲကအာအမြင်ခံမဲ့လေ။ဘာမှဘာမဝင်ဘူးပေါ့ဗျာ။လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေအရအဖမ်းခံရသူတွေဟာ အကျဉ်းယုံတရားစီရင်ခံရပြီးထောင်ခွန်နှစ်ထိကြခံနေရသူတွေလည်းရှိနေပါတယ်။ရွေးကောက်ပွဲလုပ်တယ်ဆိုတာကအဓိကမန်တိုင်းသုံးရက်လုပ်ဖို့လုပ်တဲ့ခြေလှမ်းအစဖြစ်တယ်။ဥပမာအုပ်ချုပ်ရေးပဲဖြစ်ဖြစ်တရားစီရင်ရေးပဲဖြစ်ဖြစ်တခြားသောဒီဥပဒေပြုရေးပဲဖြစ်ဖြစ်ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာဒါကိုစောင့်ကြည့်ဝေဖန်ပြီးတော့တရားမြတ်တာရဲ့လားဘလို့ဖြစ်တယ်လဲရွေးချယ်တာဘလို့ဖြစ်လဲပြည်သူကိုယ်စားလှယ်လေးဘလို့ဖြစ်နေတာလဲဟိုစတုဒ္ဒမန်နိုင်ငံလောက်ရတဲ့ပွဲဖြစ်တယ်ကြည်စောင့်ကြည့်ရတဲ့ပွဲဖြစ်တယ် ဲ့တော့အဲ့လိုဆက်ဆက်နေတဲ့ကိစ္စမျိုးမှာမီဒီယာသမားမှန်သမီးသတင်းဌာနမှန်သမီးသတင်းဌာနကိုပိတ်တဲ့သတင်းဌာနတွေကိုဟိုဘယ်လိုပြောမလဲပိတ်သိမ်းတဲ့သတင်းသမားတွေကိုလိုက်လံဖမ်းဆီးနေတဲ့အခြေအနေကြားထဲမှာရွေးကောက်ပွဲကိုလုပ်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချိန်မှာလည်းသတင်းရေးလို့ရှင်တော့သတင်းတော့တွေနဲ့ပတ်သက်တဲ့ချင်းချောက်တဲ့ဥပဒေကိုပြဋ္ဌာန်းတယ်ဆိုတော့အဲအဲ့လိုမျိုးပတ်သက်နေတဲ့ဟာတခုကိုဟိုဘလို့ခုနဆက်နွယ်မှုရှိလဲဆိုတော့သူတို့ကိုယ်တိုင်ဆက်နွယ်မှုရှိနေတာဒီလိုဖိနှိပ်တာပဲဖြစ်တယ် I'm PCM ွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီရဲ့စည်ရင်းအရာလက်ရှိမှာသတင်းသမား40ကိုဖမ်းဆီးထားပြီးစစ်တပ်လက်ချက်နဲ့သတင်းသမား9ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်ခမညာကျွန်တော်မောင်တူးပါ